မြမရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေကို2015ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကစပြီးပြန်ကြားရေးဌာနရုပ်ရှင်မြင့်တင်ရေးဦးစီးဌာနကစန်းစာပြန်လုပ်ပါတော့မယ်။2012မှာ short ချလိုက်တဲ့စန်းစာ policy ပြန်လည်တင်းကျပ်လာတော့မလား။မြမရုပ်ရှင်တွေဘာကြောင့်စန်းစာရှိတင်တာလဲ။ပိုပိုင်ရင်ကျိမှုအမျိုးသားရေးဘာသာရေးစာတာတွေကိုထိမ့်သိမ့်ဆောက်ရှောက်ဖို့အတွက်စန်းစာဆိုတာရှိတင်တယ်လို့ writer ကြီးစိုးထွန်းကပြောပါတယ်။စန်းစာရှိရင်ရုပ်ရှင်ဗီဒီယိုတွေမတိုးတက်ဘူးဆိုပြီးပြောနေကြသူတွေ စံစာရှိနေတဲ့ကြားကတရုတ်ကားတွေကဘာကိုဘာကြောင့်ထိုးပေါက်တာလဲအီရန်ကဇက်ကားတွေဘာကြောင့်အောင်မြင်နေရလဲဆိုတာထောက်ပြပြီးစစ်ဆိုးရလက်ထံဥတုခရဲ့ဇက်ကားတွေဘာကြောင့်ပြိသက်ကြိုက်တာလဲလို့သူကမေးခွန်းထုတ်ပါတယ်စံစာကဘာလာလဲဆိုတော့ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့နော်ယဉ်ကျေးမှု ရှိလို့တို့လေဟိုဒင်းဒင်းဆောက်ရှောက်ပဲဒီရေးဆက်ကြံကြမှုတွေနောက်ပြီးတော့ယဉ်ကျေးမှုတွေနော်ဒါမျိုးတွေရှိရမယ် ောင်းအင်္ဂလိပ်လက်ထဲကျတော့သူကဘာတစ်ခုပို့လာလဲဆိုတော့နိုင်ငံကြီးကပို့လာတာအမျိုးသားကြီးကိစ္စဘာသာကြီးကိစ္စရည်ကြီးမှုကိစ္စတွေတော့ထိမ့်သိမ့်နေစဉ်းစားလို့ရှိရတယ်ဒါမှမထိမ့်သိမ့်မစောင့်ရှောက်ဘူးဆိုရင်တော့ဘာမှဆိုတော့ဘာမှတော့ပြောက်ပါနိုင်တယ်အဲ့ဒီချက်စဉ်းစားတာပေါ့နောက်တစ်ခုကတော့စဉ်းစားစဉ်းစားရှိနေမတူးတက်ဘူးလားဆိုရင်အမြင်လေးနဲ့ပတ်သက်ပြီးတော့ဘာဟိုးစစ်စုရတဲ့ကြာဘာလို့ကပြောဦးတာပေါ့နော် ဘာစဉ်းစားလို့ရှိတယ်မှာလဲအစစူးကအကြိုက်လိုက်ပြောတာမဟုတ်ဘူးဘုလားစဉ်းစားမရှိလို့မရဘူးကောင်းပြီစဉ်းစားမရှိရင်မတူတက်ဘူးဆိုရင်စဉ်းစားရှိနေတဲ့ထဲကနေပြီးတော့တေးဥကားနေပါလို့တက္ကမောက်ထုတ်ပေါက်လာတာလေနောက်တစ်ခါကျတော့ခေါင်းမှုခြုံတော်မဖွင့်ရတဲ့ဣရန်နေပါလို့အဲဒီကားနေပါလို့အောင်းမြင်လာတယ်ဘာအဲ့ဒါထောက်ချင်ပါဘောနော် ်းစားရှိရင်ရုပ်ရှင်အမှုပညာမမြောက်ဘူးဆိုတာဟုတ်ပါရဲ့လားလို့သူကမေးခွန်းထုတ်လိုက်ပြီးလူတိုင်းဟာဘာသာယဉ်ကျေးမှုနဲ့လူမျိုးကိုစောင့်ထိမ့်မယ်ဆိုရင်စံစားဆိုတာရှိမှာမဟုတ်ဘူးလို့ဆိုပြီးမထိန်သိမ်းတဲ့သူတွေကြောင့်စံစားဆိုတာဖြစ်လာရတာပါလို့ဆိုပါတယ်စံစားဖြစ်တာနဲ့ပတ်သက်လို့ရုပ်ရှင်အတိုင်းဝိုင်းဘက်ကလည်းဖုန်းဘောကန်တာများပြီးမရိုက်တင်တာတွေရိုက်ကူးနေတယ်လို့ဒရိုက်တာဝိုင်းကပြောပါတယ်လာမယ့်နိုဝင်ဘာတည့်ရက်နေ့ကစလို့ဘလို့စမ်းစာသုံးပြီးဘလို့ဖြတ်ကြောက်မလဲဆိုတဲ့ကိစ္စ နှစ်ဖက်ညှိနှိုင်းဆွေးနွေးတင်တယ်လို့ဝိုင်းကဆိုပါတယ်။ကိုဘက်ကလူတွေကလည်းဖောင်းတာအများကြီးပဲလေ။မရေတင်တဲ့ရဲတားတွေပါတော့ဗောနော်။ဒါပေမဲ့သို့သော်ညာလည်းဘယ်တိုင်းတန်ဒီကိန်းမှလည်းမကန်ဘူးလေဆိုတော့သူတို့တတ်မှတ်ချက်ပုံမှာတော့မပြူပါဘူး။တကယ်နေ့အချိန်ဒီမှာသူတို့ဘာကျင်းတာမလဲဆိုတဲ့ပုံမှာမပြူကြတော့ပြီးတော့ဒါတော့ဘလို့ပြတ်တော့မလဲဆိုတော့နှစ်ဖက်ညှိနှိုင်းဆွေးနွေးပြီးဖြေရှားတင်တယ်နေတယ်။ဟောကလီးယားဖြစ်တင်တယ်လုံးမဲ့လူကွာ။